အားလုံးပဲမင်္ဂလာပါရှင်။ဇေယျမင်းတည်ရေးသားထားတဲ့မဲပေးခြင်းတလေးဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးခြင်းပါတယ်။2020ခုနှစ်ကို ရောက်လာခဲ့ပြီဖြစ်သည်။2020နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲတစ်ခုရှိမည်။အစိုးရအပြောင်းလဲအုပ်ချုပ်သူအပြောင်းလဲလုပ်ရန်ပြည်သူများမဲပေးရွေးချယ်ရမည်ဖြစ်သည်။မြန်မာပြည်သူတို့သည်နှစ်ပေါင်းများစွာမဲပေးခြင်းတလေးနှင့်အဆက်ပြတ်ခဲ့သည်။ 2010အထွေထွေရွေးကောက်ပွဲမှစ၍မြန်မာပြည်သူတို့သည်မဲပေးခြင်းတလေးနှင့် ပြန်လည်လက်ဆက်ခွင့်ရလိုက်ကြသည်2015အထွေထွေရွေးကောက်ပွဲတွင်ပြည်သူတို့တခဲနံအွန်လိုင်းကျင်းလိုက်မဲယုံသူတွား၍မဲပေးကြသည်ကို တွေ့ခဲ့ရသည်2015ရွေးကောက်ပွဲသည် မျိုးလင်းချက်ရည်ချင်းအစွမ်းကုန်ပြသသည့်ရွေးကောက်ပွဲဖြစ်ခဲ့သည်ဒီမိုကရေစီ၌အခြေခံနှုံးဆက်များရှိသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ဒီမိုကရေစီ၏နှုံးဆန်အချို့ကိုဖော်ပြခြင်းသည်ဒီမိုကရက်တစ်ရွေးကောက်ပွဲမှလည်းရွေးကောက်ပွဲသည်နံပါတ်၁အရွယ်ရောက်သူတိုင်းမဲပေးခွင့်ရှိရမည် Universal Every person has the right to vote နံပါတ်၂လူတကိုမဲတမဲသာဖြစ်ရမည် Equal Each person's vote has the same value. Number 3.

နံပါတ်1အရွယ်ရောက်သူတိုင်းမဲပေးခွင့်နံပါတ်2ရွေးကောက်ပွဲ၌လွတ်လပ်စွာ ရှင်ပြန်ခွင့်နံပါတ်3လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲနံပါတ်4နိုင်ငံသားတိုင်းနိုင်ငံရေးပါတီများ၌လွတ်လပ်စွာ ပါဝင်ခွင့်နံပါတ်5နိုင်ငံသားတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဤအချက်များသည်ရွေးကောက်ပွဲ၌လိုအပ်သောအချက်များဖြစ်သည် ဒီမိုကရေစီမှန်လျင်ရွေးကောက်ပွဲရှိရမည်။ရွေးကောက်ပွဲမရှိလျင်ဒီမိုကရေစီမမည်။ဒီမိုကရေစီ၌ရွေးကောက်ပွဲသာရှိပြီးတခြားသောနှုံးဆက်များမရှိ၍လည်းမဖြစ်။သို့မဟုတ်ပါကရွေးကောက်ပွဲဒီမိုကရေစီ electoral democracy အစင်၌သာရည်နေမည်။ liberal democracy တို့မရောက်မတက်လန်းနိုင်ဖြစ်နိုင်သည်။ထို့ကြောင့်ဒီမိုကရေစီမှန်လျင်ရွေးကောက်ပွဲရှိရမည်။ရွေးကောက်ပွဲမှန်လျင် လွတ်လပ်၍တရားမျှတရမည်လွတ်လပ်၍တရားမျှတယုံဖြစ်မပြီးသည်ပြန်၍နိုင်လင်းအာနာအယမည်အာနာအယုံဖြစ်မပြီးသည်ပုံမှန်ရွေးကောက်ပွဲရှိရမည်ရွေးကောက်ပွဲရှိခြင်းရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတခြင်းပြန်၍နိုင်သောပါတီထံအာနာလွှဲပြောင်းခြင်းနှင့်ပုံမှန်ရွေးကောက်ပွဲများရှိခြင်းသည် အရေးကြီးသောကိစ္စရပ်များဖြစ်သည်တမိုင်းကိုကြည့်ပါ ကမ္ဘာနိုင်ငံအသီးသီးကိုလေ့လာပါရွေးကောက်ပွဲသာရှိ၍ဒီမိုကရေစီမရှိသောနိုင်ငံများရှိပါသည် ထိုနိုင်ငံများကို electoral democracy သာ ရှိသောနိုင်ငံများဟုခေါ်နိုင်သည်ရွေးကောက်ပွဲရှိသောလေမဲလိမ်မဲခုမှုများဖြင့်ကြုံနေရသောနိုင်ငံများမြောက်များစွာရှိသည်မဲစရင်များမမှန်ကန်ခြင်းမဲစရင်များမဲရည်တွက်ခြင်းများမဲယုံစောင့်ကြည့်လေ့လာခြင်းများပွင့်လင်းမြင်သာမှုမရှိလျင်လူလူထောက်ခံမှုရှိတော့လဲ မဲရှုံးနိုင်သည်ကြိုတင်မဲများမဲစရင်စီစစ်မှုများမမှန်ကန်လျင်ဒီမိုကရက်တစ်ရွေးကောက်ပွဲမဖြစ်နိုင်မြန်မာပြည်၌ရွေးကောက်ပွဲနိုင်တော်လဲနိုင်ငံရေးအာဏာမရခဲ့သည့်ဖြစ်ရရှိခဲ့ဘူးသည်1990ရွေးကောက်ပွဲကိုကြည်ပါမဲအနိုင်ရခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်1990ရွေးကောက်ပွဲ၌အနိုင်ရပါတီဝင်းနင်းပါတီသာဖြစ်ခဲ့သည်အာနာယပါတီ ruling party မဖြစ်ခဲ့ဤအချက်သည်တာရကဖြစ်သည်ဂျာမနီ၌ဟစ်တလာအာဏာရလာခြင်းကရွေးကောက်ပွဲနှင်ပင်ဖြစ်သည်သို့သောအာဏာရှင်ဟစ်တလာသည်၎င်းအုပ်ချုပ်မှုကာလတွင်ရွေးကောက်ပွဲကိုဖျက်ပြစ်လိုက်သည်ထို့နောက်ပုံမှန်ရွေးကောက်ပွဲဟူသည်မရှိတော့ဤကတာရကဖြစ်သည်၎င်းတာရကကိုကြည့်၍မြင်နိုင်သည်မှာရွေးကောက်ပွဲများကနေတဆင့်အာဏာရှင်များတက်လာနိုင်သည်သည်ဆိုသည့်အချက်ဖြစ်သည် အာနာရှင်တိုင်းသည်အာနာသိမ့်၍တက်လာသည်ကများတော်လဲရွေးကပွဲများ၌လည်းအာနာရှင်တက်လာနိုင်သည်ကိုတတိချက်တင်သည်ထို့အပြင်နောက်ထပ်စဉ်းစားပွဲရအချက်မှာရွေးကပွဲဖြင့်တက်လာသောကောင်းဆောင်ဖြစ်ပင်ဖြစ်냐တော်လဲပုံမှန်ရွေးကပွဲကိုဖျက်ပြစ်နိုင်သည်ဟူသောအချက်ဖြစ်သည်ရွေးကပွဲကျင်းပရမည့်ကာလတွင်အချိန်မဆိုင်မဲပုံမှန်ရွေးကပွဲကျင်းပပေးနိုင်ရန် တည်ဆဲအစိုးရတိုင်း၌တာဝန်ရှိသည်ဤအချက်သည်အထူးအရေးကြီးသောအချက်ဖြစ်သည်မဲပေးခြင်းတလေး၌ပြည်သူများမွေးလျော်ရန်လိုသည်ဒီမိုကရေစီခိုင်မာအမြင့်တွယ်ခြင်းသည်မဲပေးခြင်းတလေးနှင့်ဆက်စပ်နေသည် ထို့အပြင်ပြည်သူများမဲပေးခြင်းလာအောင်လှုံ့ဆော်သည့်လုပ်ငန်းစဉ်များလည်းရှိရန်လိုသည်ပြည်သူများသည်မဲပေးခြင်းဖြင့်၎င်းတို့၏ကံကြမ္မာကိုဖန်တီးနိုင်သည်ဟုယုံကြည်လျင်မဲပေးခြင်းကြမည် ပြည်သူများသည်မဲပေးခြင်း၏တန်ဖိုးမဲတမဲ၏တန်ဖိုးကိုနားလေသည့်အတိရေခြင်းမြင်လင်လဲမဲပေးခြင်းတလေသည်ခိုင်မာနိုင်သည်မဲပေးခြင်းဖြင့်၎င်းတို့အစိုးရကို ပြုပြင်နိုင်သည်တက်မှန်နိုင်သည်ဟုသိမြင်နားလေထားလျင်မဲပေးခြင်းတလေခိုင်မြဲသည်ဒီမိုကရေစီတွင် အချုပ်အခြာအာဏာသည်ပြည်သူထံ၌ဆင်းသက်ခြင်းဟုသည်မဲပေးခြင်းမဲယုံသူသွားခြင်းဟာ ပြည်သူများနားလည်နေအပ်သည်ပြည်သူများ မဲယုံတို့ထွက်၍မဲပေးခြင်းအားအစိုးရများသည်ပြည်သူမျောလင့်ချက်များမရိုက်ချိုးသင့်အစိုးရအလုပ်ကိုပြည်ပြည်ပြင်းပြင်းလုပ်ကိုင်နိုင်ဖို့လိုလိမ့်မည်အစိုးရများ၏လှုပ်ဆောင်ချက်အပေါ်မူတည်၍ပြည်သူများ၏မဲပေးမှုရည်ချိန်အတက်အကျဖြစ်တတ်သည်ဤအချက်ကိုတတိချက်၍2020ရွေးကောက်ပွဲ၌ပြည်သူများမဲပေးမှုမြင့်လာအောင်လှုပ်ဆောင်ရန်လိုသည်မဲစည်းရင်းများမှန်ကန်ရေးနှင့်မဲပေးသည့်စနစ် လွယ်ကူအောင်စီမံထားနိုင်ခြင်းသည်ဒီမိုကရေစီအလေးအကျင့်ကိုပြုစုခြင်းဖြစ်သည်လေးလာဆန်းစစ်ချက်ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE 2019 ECT စတန်အရာ2015ရွေးကောက်ပွဲ၌မေးပေးမှု89ရာခိုင်နှုန်းရှိခဲ့သည်ဟုဆိုသည်2015အထွေထွေရွေးကောက်ပွဲ၌မေးပေးမှုရာခိုင်နှုန်းမြင့်သည်ဟုဆိုနိုင်တော်လဲ2019နှင့်2018ကြားဖြတ်ရွေးကောက်ပွဲများ၌ မဲပေးမှုရခိုင်နှုန်းချဆင်းသွားသည်ကိုတွေ့ရသည်2008ခုကြားဖြတ်ရွေးကောက်ပွဲ၌38ရာခိုင်နှုန်းရှိပြီး2018ကြားဖြတ်ရွေးကောက်ပွဲ၌42ရာခိုင်နှုန်းသာ ရှိသည်ကိုတွေ့ရသည်ဤအချက်ကိုထောက်ရှုခြင်းအပြင်ပြည်သူလူထု၏မဲပေးခြင်းစိတ်မှအကြဘတ်သို့ပြနေသည်မဲပေးခြင်းတလေမဆွဲမြဲသေးမီအချိန်၌အစိုးရ၏လှုပ်ဆောင်ချက်များအပေါ်မျှော်လင့်ချက်ကင်းမဲ့ခြင်းသည်စိုးရိမ်ပွဲရာဖြစ်သည် ၎င်းအဖွဲ့၏နိုင်ငံသားများ၏နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်း2019ဇူလိုင်အရ တနိုင်ငံလုံးအတိုင်းတာပြည်သူများ၏မဲပေးလိုစိတ်မှာ48ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရသည်2020အထွေထွေရေကောက်ပွဲ၌မဲပေးခွင့်ရှိသူ၏ဘလောက်ရာခိုင်နှုန်းမဲလာပေးမည်ကိုမူရွေးကောက်ပွဲကျင်းပပြီးမှ သိနိုင်မည်ဖြစ်သည်တန်တီအုပ်ချုပ်စီမံမှုအဖွဲ့ကထုတ်ပြန်သည့်သုတေသနအစီရင်ခံစာ2019ဇူလိုင်အရာ 2020ရွေးကောက်ပွဲတွင်မဲပေးမည်ဟုဖြေဆိုသူမှာ86ရာခိုင်နှုန်းရှိသည်ကိုတွေ့ရသည်။ PAC အဖွဲ့ကထုတ်ပြန်သောပြည်သူများ၏မဲပေးလိုစိတ်ဖော်ပြချက်68ရာခိုင်နှုန်းနှင့်မူကွာဟချက်ရှိသည်ကိုတွေ့ရသည်။သူတေသနာစစ်တမ်းများသည်အချက်အလက်ပေါ်အခြေပြု၍စစ်တမ်းများကောက်ယူထားခြင်းဖြစ်သောကြောင့်လက်တွေ့၌ကွဲလွဲချက်များရှိနေမည်တိုင်လစ်လျူမရှုသင့်။2020အထွေထွေရွေးကောက်ပွဲသည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည် ထို့အပြင်ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစု၏ရင့်ကျက်မှုနှင့်စွန့်ရည်အတွက်အရေးကြီးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်မဲပေးခြင်းတလေးနှင့်ဒီမိုကရေစီဖြစ်ထွန်းခြင်းသည်တိုက်ရိုက်ဆက်ဆံနေသည်မြန်မာပြည်သည်အသွင်ကူးပြောင်းရေးကာလအတွင်းမှာပင်ရှိနေသေးသည်ဆွေးမြဲသောဒီမိုကရေစီအလေးအကျင့်များမဖြစ်ထွန်းသေးထို့ကြောင့်ဘူးတီနုနု အမွေးတက်သလိုဖြစ်နိုင်သည်ကိုတတိချက်တင်သည် ီမိုကရေစီအလေးအကျင့်နှုတ်နယ်နေသေးသည့်ကာလ၌မဲပေးခြင်းတလိကိုဆွေမြေနားလည်အောင်လှုပ်ယူရအောင်မည်ဖြစ်သည် အစိုးရနှင့်အရက်ဖက်အဖွဲ့အစည်းများတွင်မဟာဗျူဟာချိတ်ဆက်မှုရှိရှိလှုပ်ဆောင်ရန်လိုသလိုပြည်သူများထံ၌လည်းမဲပေးခြင်းတလိဆွေမြေအောင်စီယုံမှုများလေ့ကျင့်သင်ကြားပေးမှုများစနစ်တကျလိုအပ်နေသည်မြန်မာပြည်အတွက်2020အထွေထွေရွေးကောက်ပွဲသည်လမ်းဆောင်လမ်းကွာတစ်ခုဖြစ်နေသည် မဲရလက်အပေါ်မူတည်၍ပြောင်းလဲသွားမီနိုင်ငံရေးအချိုးအခွေများရှိနိုင်မည်ပြည်သူများမဲယုံတို့တွားခြင်းမတွားခြင်းအပေါ်မူတည်ပြီးဖြစ်ထွန်းလာမည်နိုင်ငံရေးအခင်းအကျင်းများလည်းရှိနေသည်ဒီမိုကရေစီ၌ရွေးကောက်ပွဲ၏အခမ်းကဏ္ဍသည်အရေးကြီးသည့်ဖြစ်ကြောင်းမဲပေးခြင်းတလေရင့်ကျက်လာအောင်လှုပ်ဆောင်ရန်လည်းအရေးကြီးသောအခမ်းကဏ္ဍ၌ရှိနေကြောင်းတတိချက်စီတင်ပါသည် မင်းတိညနေ၄နာရီ၁၀မိနစ် 24ရက်ဇန်နဝါရီ2020ရန်ကုန်မြို့